တို့ရေချမိတ်ဆင်များအားလုံးပဲမင်္ဂလာပါရှင်။လာမယ်။တရက်9 25 9ပေါ့နော်ဆက်နှစ်ကြိမ်အတွက်ဒီကနေ့ကနောက်တွဲပေါင်ခြင်းပေါ့နော်။နောက်တွဲပေါင်ခြင်းလေးကိုပြပေးသွားမယ်နော်။ဒါဆိုရင်စပြီးတော့ပေါင်ရအောင်နော်။၃ညရေခွန်ရေနှလုံးပေါင်မယ်။ပေါင်ခြင်း9နဲ့ဆိုပြီးတော့ပြထားတယ်နော်။ဒီခွန်နဲ့ကဘယ်ကဏ္ဍလေးပေါင်ပါလဲဆိုတော့ဒီမှာရှိတဲ့ကဏ္ဍ ဒီလုံးပေါင်းမယ်ပေါ့နော်ဒီလိုပါဒီလိုလေးလုံးပေါင်းမယ်နော်ပေါင်းကြည့်အောင်ခွန်ခွန်ပေါင်းတော့လေးလေးလေးပေါင်းတော့ရှစ်ရှစ်ကိုပေါင်းတော့ခွန်ခွန်နဲ့ညီမျှချင်းခွန်နဲ့ဆိုပြီးတော့ရထားတယ်နော်ဒါဆိုလို့ရှင်ရနောက်ထပ်ဆက်သွားပါမယ်တပင်ကိုကြော်ပါမယ်ဒီမှာရှိတာရှစ်ဒီမှာရှိတာခွန်ရှစ်ခွန်နှလုံးပေါင်းတော့ပေါင်းခြင်း၅ဆိုပြီးတော့ရထားတယ် ဟုတ်ပြီเนาะဒါကဘယ်ကဏ္ဍလဲဆိုတော့ဒီမှာရှိတဲ့ကဏ္ဍ၄လုံးပေါင်းမယ်เนาะအဲ့တော့ပေါင်းကြည့်မယ်နှစ်ခွန်ပေါင်းတော့ကို9ရယ်8ရယ်ပေါင်းတော့ခွန်ပေါ့เนาะခွန်ရယ်8ရယ်ပြန်ပေါင်းတော့ငါးငါးညီမြချင်းသူက9ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်နောက်တစ်ဆက်သွားပါမယ်ခုနအတိုင်းမဲ့တပင်ကြောပါမယ်เนาะဒီမှာရှိတာ9ဒီမှာရှိတာ2 9ရယ်2ရယ်နှလုံးပေါင်းတော့ပေါင်းချင်းခွန်ဆိုပြီးတော့ရထားတယ်ဟုတ်ပြီเนาะ ပေါ်မှာလည်းခွန်ညီမြချင်းခေါ်ငါညီမြချင်းငါဆိုတဲ့တကြောင်မျိုးဒီမှာလည်းဒီမှာအပေါ်မှာရှိနေတဲ့6နှစ်ဆိုတဲ့ကနန်းနှလုံးရဲ့နော်ဒီမှာလာမယ်အလေရာရဲ့အပက်ရဲ့ပေါ့နော်ဒီလိုမျိုးကနန်းလေးလုံးပေါင်းမယ်ဆိုရင်သူကခွန်ညီများချင်းခုနှစ်ဖြစ်ကမှာပေါ့နော်ဒါဆိုလို့ရှိရင်ပေါင်းကြည့်ရအောင်နော်ဒီမှာ6ရဲ့2ရဲ့နှလုံးပေါင်းတော့ပေါင်းချင်းက1 ဟုတ်ပြီနော်ဒီနှလုံးနဲ့ထပ်ပေါင်းရင်ခွန်ဖြစ်မယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့နှစ်ရပေါင်းတော့တက်ဆိုတော့ဒီနှလုံးပေါင်းခြင်းကပေါင်းခြင်း6ဖြစ်မယ်6ရဒီတက်ရပေါင်းမှဒီမပေါင်းခြင်း9ဆိုတာကိုရလာမယ်ပေါ့နော်ဒါဆိုရင်ရလာတဲ့နောက်နှလုံးပေါင်းခြင်းကဆိုရင်ပေါင်းခြင်း6ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီမှာ3ညာတဲ့နဲ့သုံးလေးပေါ့နော်ခဏလေးထုံးမယ်9 6ခွန်ရှိ ကိုဟုတ်ပြီနော်ဒါဆိုရင်တွဲရအောင်ဒါဆိုရင်တွဲရအောင်ဆိုတော့ဒါကအနောက်ပိတ်နဲ့အလေတိုင်းနဲ့ဆိုတော့ကြာမလို့ထိတ်ကဒီမှာထိတ်စီးတစ်လုံးလာလို့မြင်နော်ထိတ်စီးတစ်လုံးလာပါလိမ့်မယ် break နဲ့တွဲကစားလည်းရတယ်ထိတ်စီးနဲ့တွဲကစားလည်းရတယ်နော်ဒါဆိုရင်စပြီးတော့တွဲမယ်ပေါင်းချင်း6နှလုံးပေါင်းရင်6ဆိုတော့3ညဆိုတော့6နဲ့ပေါင်းမယ် တစ်ဆိုတော့9နဲ့ပေါင်မယ်။နှစ်ဆိုတော့4ပေါင်မယ်။6ဖြစ်သွားအောင်နော်။3ဆို3 4ဆိုတော့2 6ဖြစ်အောင်5ဆိုတော့1တုံညနော်6ဖြစ်အောင်ခွန်ဆိုရင်9 6ဖြစ်အောင်ဆိုတော့88မှာ6ပေါ့နော်88ပေါင်ရင်6ကိုးဆိုရကြမလို့ခွန်နဲ့ပေါင်မှာ6ပေါ့နော်ဒါဆိုရင်ဒါကပေါင်ချင်း6နောက်တွဲပေါင်ချင်း6ဆိုပြီးတော့ရထားတဲ့ကဏ္ဍလေးပါနော် ဒါကတော့ညီမရှာရီတာကိုချက်ပြတင်ဖြစ်ပါတယ်ကိုလိုမာတို့ကကျဲတူမကျဲနေသမန်ဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲအလာမဲ့ဘက်မှာစင်ပြေကံကောင်းကြပါသလိုဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်